အမျိုးသားပိုင်းလို့တွေချဲအမျိုးသမီးပိုင်းလို့တွေကပိုစိတ်ချရတယ်ဒီနေ့တွေအတွင်းလေရင်ပြတ်ကြမှုပျောက်ဆုံးမှုတွေတွေက လေရင်နဲ့ခီးသွောသူတွေကိုကြောက်စိတ်ဝင်စင်မှအသေးစားပါပဲအခုသူတည်တနာတစ်ခုအရာကဘာပေါ်မှာအမျိုးသားပိုင်းလို့တွေချဲအမျိုးသမီးပိုင်းလို့တွေကပိုစိတ်ချရတယ်ဆိုတဲ့စစ်တမ်းကထွက်လာခဲ့ပါတယ်တကယ်တော့တကယ်ပါလုံးကလေရင်မောင်းတဲ့သူတွေအချင်းမှာကိုစိတ်ရကိုင်းတို့ကအမျိုးသားတွေပဲဖြစ်ပါတယ်ဒါပေမဲ့လည်းစစ်တမ်းတွေအရာဖိအားတွေနဲ့ရင်ဆိုင်ရချိန်မှာတော့အမျိုးသမီးပိုင်းလို့တွေကအမျိုးသားတွေချဲပို့ပြီးဆော့ဆောင်နေလို့ ေါ်ပြလာလာပဲဖြစ်ပါတယ်။စစ်တမ်းအရအမျိုးသမီးပိုင်းတော်တွေမှာအမျိုးသားပိုင်းတော်တွေမှာမရှိတဲ့ထူးခြားတဲ့အစားအသောက်တွေရှိနေပြီးတော့အခက်အခဲတွေကြုံလာတဲ့အခါမှာသူတို့ဟာခေါင်းအေးအေးနဲ့ကြိုက်ကြွယ်နိုင်တယ်လို့လက်နဲ့ချင်းချုပ်တဲ့ပိုင်းမှာလည်းအမျိုးသားတွေထက်ပိုသားတယ်လို့သိရပါတယ်။အမျိုးသမီးပိုင်းတော်တွေကအမျိုးသားပိုင်းတော်တွေချဲလေရင်စီးတဲ့နေရာမှာပိုတည်ငြိမ်နေပြီးတော့အရေးပေါ်အခြေအနေတွေမှာလည်းပုံမြန်ပုံပြီးသိကြတယ်လို့အခြေအနေကိုအာရုံစူးစိုက်မှုအပြင်နဲ့ကြိုက်ကြွယ်တဲ့နေရာမှာလည်းအမျိုးသမီးပိုင်းတော်တွေကပိုကောင်းတယ်လို့သိရပါတယ်။ကနေဒါနိုင်ငံ န်ဝါတာလုတက္ကသိုလ်မှာသုတေသနပညာရှင်တွေကအမျိုးသားနဲ့အမျိုးသမီးပိုင်းလို့တွေကိုအရေးပေါ်အခြေအနေနဲ့ကြုံတွေ့ရချိန်မှာဘသူကဘလို့တုတ်ပြန်နေဆိုတာကိုသိရှိနိုင်ဖို့အတွက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။အဲဒီစစ်ဆေးမှုတွေအရာ အမျိုးသားနဲ့အမျိုးသမီးပိုင်းလို့တွေကနေရာတော်တော်များများသူညီစွာလှုပ်ဆောင်တက်ကြပေမဲ့လေဖိအားများတဲ့အခြေအနေမှာတော့အမျိုးသားတွေကအမားလုတာများပြီးတော့အမျိုးသမီးတွေကတော့ခေါင်းအေးအေးနဲ့လှုပ်တတ်တာကြောင့်အမားနဲ့လူသိရပါတယ်။သုတေသနပညာရှင်တွေကအမျိုးသားအမျိုးသမီးပိုင်းလို့တွေကိုတ ွေးတင်တဲ့ပုံဖော်ချတဲ့ရုပ်တည်နေပညာနဲ့မောင်းနေစေခဲ့သလိုဖိအားများတဲ့အခြေအနေတွေမှာလည်းသူတို့ဘလို့တုတ်ပြတ်နေဆိုတဲ့အချက်ကိုစမ်းသပ်ခဲ့ကြတာပါအဲ့စမ်းသပ်မှုမှာအမျိုးသားပိုင်းလို့၁၀ဦးနဲ့အမျိုးသမီးပိုင်းလို့၁၀ဦးပါဝင်ခဲ့ပြီးတော့ဘလို့အခြေအနေမျိုးမှာသူတို့ဘလို့တုတ်ပြတ်နေဆိုတာကိုစစ်ဆေးခဲ့တာပဲဖြစ်ပါတယ်ဒီစမ်းသပ်မှုမှာပါဝင်တဲ့အမျိုးသားအမျိုးသမီးပိုင်းလို့တွေကလေရင်ပြတ်တမ်းနေစဉ်အင်ဂျင်ရုပ်တည်ရဲ့ပျက်စီးတဲ့အခါမှာလေရင်စီးတဲ့အခါမျိုးတွေမှာသူတို့အသိစိတ်နဲ့ဘလို့တုတ်ပြတ်နေဆိုတာကိုစစ်ဆေးခံခဲ့ရပါတယ်အဲ့စစ်ဆေးမှုအရာအမျိုး သမီးပိုင်းလို့တွေကအမျိုးသားတွေအထက်အမားလွတ်တာနဲတာကိုတွေ့ရှိခဲ့ရပါအမျိုးသားနဲ့အမျိုးသမီးပိုင်းလို့တွေဟာလည်းရပြတ်တန်းနေစဉ်အတွင်းမှာညွန်စားမှုတွေကိုလိုက်နာလေးရှိပေမဲ့လည်းအမျိုးသမီးပိုင်းလို့တွေကတော့အမျိုးသားပိုင်းလို့တွေအထက်ညွန်စားမှုတွေကိုပိုလိုက်နာသလိုပိုပြီးတဲ့တိစရဲလို့ဆိုပါတယ်ဒီတုတေသနာကိုဥဆောင်ပြုလုပ်ခဲ့တဲ့ဂျာဂျာအိုင်ယာလာကဒီစစ်တမ်းအရာအမျိုးသားပိုင်းလို့တွေအထက်အမျိုးသမီးပိုင်းလို့တွေကပို့ပြီးတော့လုံချုံစိတ်ဆရဲလို့ကောက်ချက်ဆွဲလို့လည်းမရကြောင်းလည်းပြောကြားခဲ့ပါတယ်ဒါပေမဲ့လည်းအမျိုးသမီးပိုင်းလို့တွေဟာအမျိုးသား ားပိုင်းလို့တည်းချက်ပို့ပြီးတိစပြီးတော့ပို့စောဆောင်နိုင်တယ်လို့ဒီစစ်တမ်းကပြသခဲ့တာပါစစ်တမ်းတွေအရာပြည်ထိပ်ပိုင်းလေရင်ကုမ္ပဏီတွေအထက်မှာအမျိုးသမီးပိုင်းလို့6.500ခန့်တော့ပဲရှိပြီးတော့တချို့ကုမ္ပဏီတွေမှာဆိုရင်တော့အမျိုးသမီးပိုင်းလို့တွေကလာစားဟာအမျိုးသားပိုင်းလို့တွေထက်90ရာခိုင်နှုန်းကျော်တော့နည်းပါတယ်လို့သိရပါတယ်ဒေါက်တာအယာလာကတော့အခုစစ်တမ်းကြောင့်လေရင်မောင်းနှင်မှုအလုပ်တွေမှာကုမ္ပဏီတွေအနေနဲ့အမျိုးသမီးတွေကိုနေရပို့ရလာဖို့မျှော်လင့်စာပြောကြားခဲ့ပါတယ်အဲ့စစ်တမ်းမှာပါဝင်ခဲ့တဲ့စာရေးဆရာဆူဆန်ကီယာကလည်းအခုစစ် တန်းဆောင်ပဲပိုင်လော့တွေအနေနဲ့လေ့ကျင့်ရမှာလိုအပ်တဲ့အချက်တွေကိုပိုကယူစနိုင်မှာဖြစ်ပြီးတော့အနာဂတ်မှာလုံဆောင်တဲ့လေကြောင်းခရီးအစီအစဉ်တွေဖြစ်လာဖို့အရင်မှနေတော့ပြောကြားခဲ့ပါတယ်။အခုစစ်တမ်းတွေထွက်ပေါ်လာပြီးတဲ့နောက်မှာတော့အမျိုးသမီးပိုင်လော့တွေမောင်းလင်းတဲ့လေရီကိုသာရွေးစီရမယ်လို့လူမှုကွေရအသုံးပြုသူတချို့ကမတ်ဆက်တွေပေးခဲ့ကြပါတယ်။ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကုလို့ထူးဆန်းတဲ့အကြောင်းအရာတွေကိုသိရှိခန်းစားနိုင်စေဖို့အတွက်ညီမတို့ရဲ့ Facebook Page နဲ့ YouTube Channel လေးကို Follow လုပ်ထားပေးဖို့အတွက်ပြန်ကြရက်ခံပါတယ်ရှင်။